အေးစရမဆာအခန်းကြီးခုနှစ်အငယ်1မှ28ထို့နောက်ပေရတိရှင်ဘုရင်အာသေစီရစ်လက်ထက်၌ယိပရောဟိတ်အကြီးအာယုအီလာဇာဖိနဟတ်အဘိရှုဘုကီအောစီစေရဟိမေယာယုအာဇရီအာမရီအဟိတုဇာဒုရှလုံဟိလခိအာဇရီ ဆရာရရုံမှဆင်းသက်တော်သူဣတရေလအမျိုးဤဖျားသခင်ထာဝရဖျားပေးတော်မူသော မောရှိဤပညတ်တိကျမ်းစာကိုလိကျက်တော်ဆရာ ဖြစ်တော်သူအေးစရာသည်ဘာဘူးလုံမျိုးမှထွက်သွား၏ထိုသူတောင်းတမြကိုသူဤဖျားသခင်ထာဝရဖျားတကူတော်ကြောင့်ရှင်ဘရင်ပေးသနာတော်မူ၏ အာတီစီရစ်မင်းကြီးနန်းဆန်9နှစ်တွင်အချို့သောဣတရီလအမျိုးသားရစ်ဘရောဟိတ်လေဝိတာတချင်းတဲ့တကဇောက်ဖျားကျွန်တို့သည်လည်းယေရုရှလင်မြို့သို့လိုက်သွားကြ၏ရှင်ဘရင်နန်းဆန်9နှစ်ပင်စမလတွင်အေဇရယသည်ယေရုရှလင်မြို့သို့ရောက်လေ၏ ပထမလတရက်နေ့တွင်ဘာဘူးလုံမျိုးမှထွက်၍ပြင်စမလတရက်နေ့တွင်မိမိဖျားသခင်တကူယေရှုတော်ကြောင့်ယေရုရှလင်မြို့သို့ရောက်လေ၏အကြောင်းမူကားအေးစရသည်ထာဝရဘုရား၏တရားတော်ကိုစစ်ဆေးစောင့်ရှောက်ခြင်းက၎င်းစီရင်ထုံးပွဲတော်မူချက်တို့ကိုဣသရေလအမျိုး၌ သွန်သင်ခြင်းငါ၎င်းသဘောကြသောသူဖြစ်၏။ထာဝရဘုရား၏ပြည့်ညက်စကားနှင့်ဣတရီလအမျိုး၌ထုံးဖွဲ့တော်မူချက်တို့ကိုလိကျက်သောဆေယာရစ်ဘရောဟိတ်အေဇရာအားအာတိဇေရစ်မင်းကြီးပေးတော်မူသော အမိန့်တော်စာချက်ဟူမူကားဘီရင်တို့ဤဘီရင်အာတေဇေရစ်သည် ကောင်းကင်ဘုံဤအရှင်ဖျားသခင်တရားကြမ်းတက်စီရရစ်ဘရောဟိတ်အိစရာ၌ ခတ်သိမ်းသောမင်္ဂလာဖြစ်စေသောဟူ၍အီမီသောကာလတွင်မှာလိုက်၏ငါနိုင်ငံ၌ရှိသောဣတရေလအမျိုးသားယိပရောဟိတ်လေဝိသားတို့တွင်ယေရုရှလင်မြို့သို့ကိုယ်အလိုအလျောက်သွားခြင်းတော်သူရှိသမျှတို့သည် တင်နှစ်အတူလိုက်သွားရမည်အကြောင်းငါအမိန့်တော်ရှိ၏အကြောင်းမူကားတင်းဖျားသခင်တရားကိုတင်လိကျက်သည့်အတိုင်းယူဒပြည်ယေရုရှလင်မြို့၌တရားအမှုများကိုမေးမြန်းစစ်ဆေးစေခြင်းငါ၎င်းယေရုရှလင်မြို့မှကျင်းဝတ်တော်မူသောဣသရေလအမျိုး၏ဖျားသခင်အားရှင်ဘုရင်နှင့်အတွင်းဝင်တို့သည်ကြီးညိုသောစိတ်နှင့် ပူဇော်သောရွှေငွေနှင့်တကွဣသရေလအမျိုးသားယိဘရောဟိတ်တို့သည်ယေရုရှလင်မြို့၏ဖျားအိမ်တော်အဖို့အလိုလိုလှူ၍ဘာဗုလုန်ပြည်၌တင်ရနိုင်သမျှသော ရွှေငွေကိုစောင်းသွားစေခြင်းငှာ၎င်းရှင်ဘီယင်နှင့်အတွင်းဝင် ခုနှစ်ပါးစေလွတ်၏ထိုငွေကိုယူပြီးလျှင်နှွားတိုးထီတိုးတငယ်နှင့်တကွဘောဇင် ုဇောတကသုံးလောင်းရာပုဇောတကတို့ကိုအလင်းအမြန်ဝယ်၍ယေရုရှလင်မြို့၌ရှိသောတင်တို့၏ဖျားအိမ်တော်ရစ်ပလင်ပေါ်မှပူဇော်ရမည်။ကြံကျွင်းသောရွှေငွေကိုတင်နှင့်တင့်ညီအကိုတို့ပြုခြင်းသမျှအတိုင်းတင်တို့၏ဖျားသခင်အလိုတော်နှင့်အညီပြုလော့။တင်၏ဖျားအိမ်တော်ဝတ်ပြုစရာဖို့တင်၌အပ်ပေးသောတစားများကိုလည်းယေရုရှလင်မြို့၏ဖျားသခင်ရှေ့တော်တွင်တူထားလော့။ သင်ဖျားသခင်အိမ်တော်အဖို့လူသေးသောအရာဝယ်တင့်တမျှတို့ကိုဗန္နာတော်ထဲကထုတ်၍ဝယ်လောကောင်းငင်ပုံဤအရှင်ဖျားသခင်တရားကိုလိချက်တော်စရာရစ်ပရောဟိအေးစရာတောင်းတမျှအတိုင်းငွေအခွက်တထောင်ဂျုံဆန်ကိုရတရားစပြည့်ရေဘတ်တရားစီဘတ်တရားနဲ့တကွစားမိမြမဆိုမြစ်အနောက်ဘက်၌နေသော အခွန်ဝန်အပေါင်းတို့သည်အလင်းအမြန်ပေးရမည် ည်။ငါရှင်ဘုရင် အာသေးစရစ်အမိန့်တော်ရှိ၏။ကောင်းငင်ဘုံဤအရှင်ဖျားသခင်မှာထားတော်မူသည်။အတိုင်းထိုဖျားသခင်ဤအိမ်တော်အဖို့စူးစား၍လှူဆောင်စေ။ရှင်ဘုရင်နှင့်ဆွေတော်မျိုးတော်အပေါ်သို့ အဘေကြောင့်အမျက်တော်တက်ရောက်ရမည်နီထိုမတပါယစ်ဘရောဟိတ်လေဝိတာတချင်းတဲ့တကဆောင်ဖျားကျွန်းဖျားသခင်ဤအိမ်တော်အမှုဆောင်တစုံတယောက်၌မြငွေတော်ကိုမခွဲစေနှင့်အခွန်တော်အကောက်တော်ကိုမခန့်မယူစေနှင့်ဟုငါမာလိုက်၏တင်အေးစရသည်လေတင်ဤဖျားသခင်တရားကို နားလေတော့မြစ်အနောက်ဖက်သားအပေါင်းတို့တွင် တရားမှုကိုစီရင်စေခြင်းငါ၎င်းမတိတော်သူတို့ကိုတွင်တင်စေခြင်းငါ၎င်းမင်းများတရားသူကြီးများကိုတိမ့်ဘုရားသခင်ညံနှင့်တင်ပြည့်စုံသည့်အတိုင်းခံထားလောတိမ့်ဘုရားသခင်တရားနှင့်ရှင်ဘုရင်အမိန့်တော်ကိုညှင်းဆန်တော်သူမိသည်ကအတိတက်ခြင်းနှင့်ထုတ်ခြင်းဥစ္စာသိမ့်ယူခြင်းထောင်ထဲမှလှောင်ထားခြင်းဓိဟုသော ရာဇဝတ်တစုံတစ်ခုကိုအလင်းအမြန်ခံစေဟု အမိန်တော်စာ၌ပါသည်ယေရုရှလင်မြို့၏ဗိမ္မာန်တော်ကိုတင့်တယ်စေမိအကြံကို ရှင်ဘုရင်ဆင်းရဲလုံးထဲသို့တွင်ပေးတော်မူထသော ရှင်ဘရင်ရှိအတွင်းဝင်များဘုံမင်းများရှိမှငါအားအခွင့်ပေးတော်မူသောဘိုးဘီတို့၏ဘုရားသခင်သာရဘုရားသည်မင်္ဂလာရှိတော်မူစေတည်းထို့သူငါ၏ဘုရားသခင်သာရဘုရားတကူတော်ကြောင့်ငါသည်ခွန်အားရှိ၍ငါနှင့်အတူလိုက်သွားရသောဣတရေလအမျိုးအကြီးအကဲတို့ကိုစုဝေးစေ၏အာမင် God bless you